မြေကြီးတဲ့ကိုဘီလီယံချီတန်တဲ့ចောင်းမြတ်ရတနာတွေမြုံနိုင်ရတဲ့ဇွဲထက်မိသားစုရဲ့နောက်ကွယ်ကအကြောင်းရင်းပရိသတ်များအားလုံးပဲမင်္ဂလာပါရှင် TK Media ကနေပြန်လည်ကြိုဆိုလိုက်ပါတယ် လူမှုကွန်ရက်ကိုဖွင့်လိုက်ကြတဲ့ Facebook မှာရော TikTok မှာပါတက်လာသမျှသတင်းတွေရဲ့ထိတ်ဆုံးမှနေရာယူထားပြီးတော့လူတိုင်းရဲ့ပါဇက်ပြားမှာပြောစရာဖြစ်နေတဲ့အကြောင်းအရာတခုရှိပါတယ်။ဒါကတော့နိုင်ငံကျော်ဇွဲထက်ရွှေဆိုင်မိသားစုရဲ့သမိုင်းတင်လောက်တဲ့မဟာအလူတော်ကြီးအကြောင်းပါပဲ။ဒီအလူနဲ့ပတ်သက်ပြီးတော့တစ်ဖက်မှာတော့မကြုံစဘူးအလူကြီးဖြစ်လို့တာရုခေါ်တဲ့တွင်ညံနေတယ်လို့ နောက်တစ်ဖက်မှာလည်းအပြင်းထန်ဝေဖန်မိကုံထုံးမှုတွေနဲ့လှုပ်ခတ်နေတာကိုတွေ့ရမှာပါဒီနေ့မှာတော့ဇွဲတဲ့မိသားစုအလူရဲ့နောက်ွယ်ကအကြောင်းရင်းကိုပြပြပေးတော်မှာပါလူငယ်တွေလားတွေကလှုပ်ခတ်ခဲ့တဲ့ငလင်တန်ကြောင့်မစိုးရင်ကြောင်းတိုက်တော်ကြီးပြိုကျပျက်စီးခဲ့ရတာဖြစ်ပါတယ်ဒီသတင်းကိုကြကြချင်းမှာဇွဲတဲ့ရွှေစံမိသားစုကမြန်မာငွေကျပ်သိန်းပေါင်း၉၀ဘီလီယံ၉၀အကုန်ကြားခံပြီးတော့ဒီကြောင်းတော်ကြီးကိုအရင်ကထပ်ပုံမှုခံခဲ့အောင်အကောင်းဆုံးဖြစ်အောင်ပြန်လည်တည်ဆောက်လိုတမ်းမယ်လို့ကြေညာခဲ့ပါတယ်အခုချိန်မှာအဓိကပြောပြချင်တဲ့ အကြောင်းအရာကတော့အဲ့ဒီအကြောင်းတော်ကြီးရဲ့အုံမြင့်ချအခမ်းအနားနဲ့ဌာပနာထည့်သွင်းပွဲကြီးမှာဖြစ်ပေါ်ခဲ့တဲ့အမြင်ကွင်းတွေပါပဲဒီပွဲကိုရိုးရိုးလေးတင်မဟုတ်ပဲနိုင်ငံကျော်အဆိုတော်တွေအနုပညာရှင်တွေကိုပါဖိတ်ခေါ်ပြီးတော့ချင်းချင်းတဲတဲကျင်းပခဲ့ရပါပွဲရဲ့အဓိကအခမ်းကဏ္ဍဖြစ်တဲ့ဌာပနာထည့်သွင်းခြင်းမှာတော့ဇွဲထက်မိသားစုဟာသူတို့ကိုယ်တိုင်နှစ်ပေါင်းများစွာစုဆောင်းထားတဲ့နဝရကူပါယတနာတွေစိန်ရွှေပလဲဗရံများနီလာစတဲ့တံမိုးဖြတ်မိရတဲ့ယတနာပစ္စည်းများစွာကိုဌာပနာဖြစ်ထည့်သွင်းလို့ တန်းခဲ့ပါတယ်။ဒီမြင်ကွင်းကိုမြင်တွေ့ရတဲ့အလူပွဲကိုရောက်လာကြတဲ့လူတွေ၊ကိုနီယသားသမီးပြည်သူတွေအလုံးကသူတို့ရဲ့တရားတရားအလျောက်ကိုစီကိုစီပါဝင်လူတန်းခဲ့ကြပါတယ်။တချို့တွေဆိုရင်ကိုမဝေထားတဲ့ရွှေဆွဲကြိုးလက်စွပ်နဂတ်တွေကိုချက်ချင်းချွတ်လူတန်းကြသလိုအထူးသဖြင့်တော့လောဘန်တရေမိသားစုတစုဆိုရင်လူတရက်ထက်မကကြီးမားတဲ့ရေမစေးကြောက်စိမ့်အရင်တုံးအလေးချိန်သုံးတန်ကိုလူတန်းခဲ့တာဟာဆိုရှယ်မီဒီယာမှာအရန်ကိုရေပန်းစားသွားခဲ့ပါတယ်။အလူခံမန်း ်ထဲမှာဆိုရင်စိန်ရွှေကြောက်စိန်ဗရံများတွေဟာတောင်လိုပုံနေပြီးတော့ကြီးရှုတဲ့ဒုရိုင်းအတွက်အံရောမင်းတက်စီယာမြင်ကွင်းတစ်ခုဖြစ်ခဲ့ပါတယ်။ဒီမြင်ကွင်းတွေဟာကြီးနူးစရာကောင်းသလောက်တချို့သောသူတွေဟာဒီလောက်တန်ဖိုးကြီးမားတဲ့ယရနာတွေကိုမြေကြီးထဲမှာမြုပ်နိုင်လိုက်မဲ့အစားတိုင်းပြည်မှာတကယ်လိုအပ်နေတဲ့နေရာတွေဖြစ်တဲ့စည်ရင်နွမ်းပါတဲ့သူတွေ၊ကျမ်းမာရေးပညာရေးအထောက်ပံ့လိုအပ်နေတဲ့ကလေးတွေနဲ့ဆေးပေးဆောင်ဒုက္ခသည်တွေကိုလူတန်းလိုက်ရင်ပို့ပြီးတော့အကျိုးများမှာမဟုတ်ဘူးလားဆိုတဲ့ဝေဖန်မှု တွေကကြဲကြဲလောင်လောင်ထွက်ပေါ်နေပါတယ် ဒီလိုဝေဖန်မှုတွေနဲ့ပတ်သက်ပြီးတော့စာရေးဆရာမရှုံးမိမိထက်အပါဝင်ဗုဒ္ဓဘာသာရဲ့အနှစ်သာရကိုနားလည်တဲ့သူတော်တော်များများကပြန်လည်ရှင်းလင်းကြပါရယ်ပထမချက်ကတော့တရားတရားနဲ့ပုဂ္ဂိုလ်ရေးဆုံးဖြတ်ခွင့်မှာမြန်မာနိုင်ငံသားအများစုဟာဗုဒ္ဓဘာသာဝင်တွေဖြစ်တဲ့အတွက်ဂျေရနာ၃ပါးပေါ်မှာတရားတရားကတိုင်းတာလို့မရအောင်ကြီးမားပါရယ်အလူရှင်တယောက်ကသူ့ပိုင်ဆိုင်တဲ့ပစ္စည်းကိုဘယ်နေရာမှာဘယ်လိုလှူဒန်းခြင်းနဲ့ဆိုတာကသူ့ရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့တရားတရားပေါ်မှာမူတည်ပါရယ်ဟိုနေရာမှာလှူပါလားဒီနေရာမှာပို့လို့အပ်နေတယ်ဆိုပြီးတော့ သူတစ်ပါးရဲ့ကုသိုလ်ပေါ်မှာဝေဖန်ချန်ပေးတာကမလုံတင်တာပါဒါအပြင်ဖျားစီတီចောင်းကံတွေကိုတိဆောက်တဲ့အခါမှာတန်ဖိုးကြီးယရနာတွေထဲ့သွင်းထားပနာတွေဆိုတာယရနာတွေကိုမြေကြီးထဲမှာအလက်ကားမြုပ်ပြတာမဟုတ်ဘူးလို့ဆိုပါတယ်ဒါဟာတရဏာတော်တွတ်ထားရှိတဲ့အနာဂတ်အာမခံတစ်ခုဖြစ်ပါတယ်နောင်နာဂတ်မှာနှစ်ပေါင်းရာချီထောင်ချီကြသွားတဲ့အခါမှာတဘာဝဘေးအန္တရာယ်ကြောင့်ပဲဖြစ်ဖြစ်စစ်ဘေးစစ်တံတွေကြောင့်ပဲဖြစ်ဖြစ်ဒီသာသနိကအဆောက်အအုံတွေပြက်စီးသွားခဲ့ရင်အလူရှင်အဆက်ဆက်လည်းမ ရှိတော့တဲ့အခါမှာဒီဌာပနာတိုက်ကိုပြန်လဲဖွင့်ပြီးတော့အထဲကယရနာတွေကိုထုခွဲရောင်းချကအဲ့ဒီအဆောင်အုံကိုပြန်လဲပြုပြင်တည်ဆောက်ဖို့အတွက် အမွေအဖြစ်ထားခဲ့တာဖြစ်တယ်လို့ရှင်းပြကြပါတယ်။ဒါကတရဏတော်ရေရှည်တည်တဲ့အခိုင်အမြေကြီးအတွက်ရှေးလူကြီးတွေရဲ့အမျှော်မြင်ကြီးမားတဲ့အစီအစဉ်မှာဒီတော့ပြည်သက်တို့ရောဘယ်လိုမြင်ပါသလဲ။ဇွဲထမီသားစုနဲ့ခုနှစ်ရသားသမီးတွေရဲ့မကြုံစဘူးအလူဌာနကြီးပေါ်မှာဝေဖန်တဲ့သူတွေရဲ့အမြင်ကိုလက်ခံပါသလား။ဒါမှမဟုတ်ဌာပနာရဲ့အယူရချက်ကိုနားလည်ပြီး ီးတော့တာရုခုံမီလားဆိုတာမှတ်ချက်ပေးခဲ့ပါဦးနော်ကျေးဇူးပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်